ကမ္ဘာရွှေစေးရက်ဆက်မြင့်တက်လာပြီးရွှေပြင်းပဈေးတွေပါခုန်တက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကမ္ဘာရွှေဈေး300ရက်အတွင်း130ဒေါ်လာနီးပါးအထိမြင့်တက်လာပြီးပြည်တွင်းရွှေပြင်းပဈေးတွေပါ လိုက်ပါမြင့်တက်လာထည်လို့ရွှေဈေးကကတည်ရပါထည်300ရက်သာအတွင်းကမ္ဘာရွှေဈေးတောင်းစားခို129ဒေါ်လာအထိမြင့်တက်လာသလိုရွှေပြင်းပပေါင်းဈေးတွေကလည်းတစ်ချက်သားခို3000ကနေ3400ဝန်းကျင်အထိအသီးသီးမြင့်တက်နေထည်လို့ရွှေဈေးကကျွမ်းကျင်သူတအူးကပြောပါထည် နိုဝင်ဘာလ9ရက်နေ့ကကမ္ဘာရွှေဈေးတောင်းစားကိုအမေရိကန်ဒေါ်လာ4000တိအထိတာရှိခဲ့ရှာခါနေနိုဝင်ဘာလ10ရက်နေ့မှာတော့တောင်းစားကို4049ဒေါ်လာနဲ့နိုဝင်ဘာလ17ရက်နေ့မှာတော့တောင်းစားကို4130ဒေါ်လာအထိဆက်လက်မြင့်တက်လာပါသေး။ ပြည်တွင်းစနစ်ဟောင်းရွှေပြည်ပပေါင်းစည်းထွေကားထောနိုဝင်ဘာလ9ရက်နေ့မှတစ်ချက်တောင်းကို84သိန်း9တောင်းနိုဝင်ဘာလ10ရက်နေ့မှထော86သိန်းနိုဝင်ဘာလ17ရက်နေ့မှထော86သိန်း3တောင်းအထိဈေးနှုန်းအသီးသီးရှိနေပါတည်း စနစ်တေရွှေပြင်းပပေါင်စည်းထွေခါထော်ဒဝင်ဘာလ9ရက်နေ့မှတစ်ချက်သားကို83သိန်း5000ဝတ်ထီသာရှိခဲ့ရှာခါနေဒဝင်ဘာလ10ရက်နေ့မှထော်84သိန်း5000စနစ်တေရွှေပြင်းပပေါင်စည်းတစ်ချက်သားကို85သိန်း1000ဝတ်ထီဆက်လက်မြင့်တက်လာပါသည် ပြည်တွင်းဒေါ်လာဈေးတွေကတော့အမေရိကန်ဒေါ်လာကို440ကျပ်နဲ့ဈေးငိမ့်နေတယ်လို့ဒသထုရွှေရည်ညွှန်းဈေးတက်မှတ်ရေးကော်မတီရဲ့ရည်ညွှန်းဈေးတစ်ချက်သားကို159,900နဲ့ဈေးငိမ့်နေတယ်လို့လည်းသိရပါတယ်ရှင်။